ားလုံးပဲမင်္ဂလာပါခင်ဗျာလူတူတူရောက်ဟာယောက်ျားဖြစ်စေမိန်းမဖြစ်စေတို့ရဲ့ဘဝတိဆောက်ဖို့ဘဝဖြတ်တန်ဖို့တို့ဟာတူညီမှုမရှိနိုင်ရပါဘူး။ကွဲပြားခြားနားကြပါလေ။စင်ရဲ့ချင်းချမ်းသာချင်းဆိုတာလည်းကွဲပြားသလိုရှိကြပါလေ။ဒါကြောင့်ကံကြမ္မာလမ်းကြောင်းဟာဘယ်ကအစပြုတ်တယ်လဲဆိုတာကိုအပြေရှားဖို့လိုအပ်ပါလေ။ဘဝမှာအရေးကြီးဆုံးအချက်ကလည်းကံလမ်းကြောင်းအစပဲဖြစ်ပါလေ။ဒီကနေ့မှာတော့ကံလမ်းအများပြားရှိတဲ့ထဲကမှကံကြမ္မာလမ်းကြောင်း၅မျိုးကြောင်းကိုမျှဝေတင်ဆက်ပေးပါမယ်။နံပါတ်၁ကံကြမ္မာလမ်းကြောင်း ံပါတ်1ကံကြမ္မာလမ်းကြောင်းကတော့အသက်လမ်းမကြီးနဲ့တောက်ကြကျူခိုးအောက်ခြေကနေနီးကပ်စွာနဲ့ရှင်တွဲပြီးထွက်လာတဲ့ကံကြမ္မာလမ်းကြောင်းဖြစ်ပါတယ်။ဒီလိုအသက်လမ်းနဲ့အနီးဆုံးရှင်တွဲပြီးထွက်လာတဲ့ကံလမ်းပိုင်ရှင်တို့ဟာမိဘ၊ဘိုးဘွား၊မိသားစုစသည်တို့ရဲ့အခက်အခဲအကြက်အတဲတွေဒါရီနာရီအဆူဆူတို့ကိုဥဆောင်ရွေးတော်လကောက်အကုန်ကြခံရွေးတော်လကောက်ဖြည့်ရှင်းပေးကြရပါတယ်။မိသားစုတာဝန်ကိုအမြဲတစေတာဝန်ယူကြရတဲ့အတွက်ကြောင့်မိမိရဲ့လုပ်ငန်းဆောင်တာတွေပြည့်ဝရခြင်းနဲ့ရှိမယ်။ မိမိရဲ့ဘဝတိုးတက်ရေးအခြေအနေတွေလက်လို့ဆုံးရှုံးရတာတွေရှိမယ်။အဲ့ဒီရဲ့အခြေအနေတွေကြားမှာမိမိရဲ့ဘဝနင်းမြုပ်ပြီးနေထိုင်ရပါတယ်။ဒါပေမဲ့ဒီလိုကံလန်းပိုင်ရှင်တွေဟာမိသားစုအနောင်ဘက်ကနေလွတ်ကင်ခဲ့မယ်ဆိုရင်တော့ဘဝရဲ့တိုးတက်မှုကိုပြန်လည်ရရှိကြပါတယ်။ကံလန်းအတူအရှည်နဲ့လည်းသက်ဆိုင်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးကံလန်းပိုင်ရှင်တို့ဟာမိမိတို့ရဲ့ဘဝတိုးတက်မြင့်မားစေဖို့အတွက်ဉာဏ်အားကိုစိုက်ထုတ်ပြီးအသုံးချသင်လာပါတယ်။နမနိကံလား နမနိကံလန်းကတော့လက်ပွားရက်လေအင်္ဂါလွင်ပြင်ကနေအစပြိုးထားပါတယ်အင်္ဂါလွင်ပြင်ကနေအစပြိုးထားတဲ့အတွက်ကြောင့်ပထမအရွယ်မှာအပြိုအပါနဲ့ဆုံရှုံရပြီးဒုတိယအရွယ်ရောက်ရင်တော့မိမိရဲ့ကြိုးစားလိုတဲ့စိတ်မစုံမနစ်သောဇွဲလုံးလာတို့ကြောင့်အသက်30ကနေစပြီးငွေကြေးပိုင်ဆိုင်မှုတွေပေါများလာတတ်ပါတယ်နံပါတ်3ကံကြမ္မာလန်းကြောင်းနံပါတ်3ကံကြမ္မာလန်းကြောင်းကတော့တနင်္လာဂျူကုံနဲ့တောက်ကြဂျူကုံကြားမှာအစပြုတ်ထားပါတယ် ဒီလိုအစာပြုထားတဲ့အတွက်ကြောင့်လက္ခဏာချင်းဟာမိဘရင်ခွင်ကိုအပြေးဝခိုလုံရတဲ့သူဖြစ်နေပါတယ်။မိဘတို့ထံမှာသို့မဟုတ်ပတ်ဝန်းကျင်မှာနေထိုင်ရတဲ့အတွက်ကြောင့်ငွေရည်စင်မှာပဲငွေကြေးပေါများစွာနဲ့ပိုင်ဆိုင်အသုံးချခွင့်ရပါတယ်။သူရဲ့လက်ဝါးပြင်ကကံလန်းကောင်းသလောက်သူရဲ့ပိုင်ဆိုင်မှုလည်းများပြားတတ်ပါတယ်။နံပါတ်၄ကံလန်းနံပါတ်၄ကံလန်းကတော့အင်္ဂါကျုကိုလက်မအောက်ချီအနီးကနေ၄ခိုင်းတန်းတည်ရှိနေပါတယ်။ဒီလိုလက်ပိုင်ရှင်တွေဟာအာနာတတ်မှုရှိမှစိတ်ကောင်းရှိမှ ဒီလိုအာနာတက်စိတ်ကောင်းရှိကြပေမဲ့လည်းစိတ်တို့မြန်ကြတဲ့အတွက်ကြောင့်အလုတ်လွဲလမ်းလွဲတွေနဲ့အများကြီးကြုံရပြီးတတရအရွယ်ရောက်မှပဲအောင်မြင်တတ်ကြပါတယ်။နံပါတ်5ကံလန်းနံပါတ်5ကံလန်းကတော့အောက်ခြေကနေစတာမဟုတ်ပါဘူး။ကံလန်းကတင့်နေပေမဲ့လည်းကံကြမ္မာလန်းဟာညံလန်းနဲ့တီးတွေ့ပြီးရက်ဆိုင်နေပါတယ်။ဒီလိုရက်ဆိုင်နေတဲ့အတွက်ကြောင့်တင့်တင့်နဲ့စီဝါရီလုပ်ငန်းကိုပိုင်ဆိုင်နိုင်ပေမဲ့လည်းအသက်35နှစ်ဝန်းကျင်မှာတော့အောက်ခြေကိုပြုတ်ကြပြီးစီဝါရီရက်ဆိုင်သွားရတတ်ပါတယ်။ ဒီလိုကံလန်းပိုင်ရှင်တွေဟာဘဝကိုပြန်လဲထူထောင်ဖို့အလွန်ခဲယဉ်နေတတ်ကြပါတယ်။သင်ရဲ့လောက်ဝါပြင်မှာကဘယ်လိုကံလန်းကြောင်းမျိုးကိုပိုင်ဆိုင်ထားရှိပါသလဲ။သင်ရဲ့လောက်ဝါပြင်ကိုပြန်ကြည့်လိုက်ပါ။နောက်ထပ်မျှဝေပေးခြင်းတဲ့လက္ခဏာဘူသုတလေးကတော့အပိုလိုလက်စွပ်အကြောင်းပဲဖြစ်ပါတယ်။လက်တကျအောက်တက်တဲ့တနင်္ဂနွေဂျူခုံရဲ့အရင်ပိုင်းအောင်မြေးလမ်းကြောင်းရဲ့ဘေးမှာလာကြံပုံလေးဖြစ်ပေါ်နေတာကိုအပိုလိုလက်စွပ်လို့ခေါ်ပါတယ်။ပုံမှန်ပြရတာတဲ့အပိုလိုလက်စွပ်ကတော့အပြည့်မဟုတ်ပါဘူး။တပိုင်းတစဖြစ်ပါတယ်။ ဒီလိုအပေါ်လိုလက်စွပ်ပါတဲ့သူတွေဟာဦးစားတာလွန်ကောင်းတတ်ပါတယ်အသက်50ကျော်နောက်ပိုင်းအတွင်းမှာသူတစ်ပါးနဲ့မတူအောင်အောင်မြင်မှုရတတ်ပါတယ်ငယ်စဉ်ခါကအိမ်ပိုင်ကားပိုင်မရှိအောင်အသက်50 53 54ကစပြီးကိုယ်ပိုင်တိုက်အိမ်ကောင်းကောင်းနေထိုင်ရတတ်ပါတယ်ကိုယ်ပိုင်ကားကောင်းကောင်းဝယ်စည်းရနိုင်ပါတယ်လူတန်းစီနေနိုင်သုံးဆွဲနိုင်ပြီးအလူတန်းလောက်ရနိုင်ပါတယ်နောက်တစ်ခုကတော့လက်ဝါပြင်အလေကအင်ကလွင်ပြင်အကြောင်းပါ လက်ဝါပြင်ပေါ်ကယူကုန်တွေထဲမှာလက်ဝါအလေတဲတဲကနေရအင်္ဂါလွင်ပြင်ကလည်းအရေးကြီးဆုံးမှာတစ်ခုပါဝင်ဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါပြင်ကအင်္ဂါလွင်ပြင်ကိုကြည့်လိုက်ပါ။အင်္ဂါလွင်ပြင်ဟာအခုလိုမျိုးပြည့်ဖြူမှုမောက်အားကောင်းနေရင်ငွေကြေးစည်းဝါးရေးရှာလို့လွယ်ကူတော့ငွေကြေးစုဆောင်ရလွယ်ကူစေပါတယ်။လက်ဥစားနူးညံ့ပြီးတခြားသောယူကုန်တွေကလည်းပြပြမနေပဲမှုမောက်ပြီးတော့အားကောင်းနေဖို့လိုအပ်ပါတယ်။ လောက်ဝအလဲတက်တက်ပြည့်ဖြူနေသူတွေဟာမိမိဘဝတူတက်ရတူတက်ကြောင်လောက်ကင်တဲ့နေရာမှာဆုံးဖြတ်ချက်ပြတ်သားပြီးစိတ်ဓာတ်ကြမ်းခိုင်တဲ့သူတွေလည်းဖြစ်ပါတယ်။ဒါကြောင့်ဘဝအခက်အခဲတွေကိုဖြတ်ကျော်နိုင်တဲ့တတိထူတွေကိုရရှိပါတယ်။အောင်မြင်လမ်းကြောင်းတွေဗုဒ္ဓဟူတီယုငယ်လေးတွေပါဝင်နေမယ်ဆိုရင်အတိုင်းထက်အလွန်ကောင်းပါတယ်။လောက်ဝအလဲတက်တက်ခွတ်တဲ့သူတွေကတော့လက်ရည်စာကလည်းနူးညံ့ပြီးရိုးခုံတွေမုံမောက်အားကောင်းပြီးတော့အောင်မြင်လမ်းကြောင်းတွေပါနေရင်တော့ အိပ်ပေါင်းနဲ့ဘားကောက်ဆိုသလိုဖြစ်တတ်ပြီးငွေကြေးစုရတာခက်ခဲတတ်ပါတယ်။ဒါကြောင့်ဘဝအခက်ခဲတွေကိုဖြတ်ကျော်တဲ့နေရာမှာလဲစိတ်တက်ကြလွယ်ကူတတ်ပါတယ်။ကြာသပတိကျူခုံရဲ့ဘေးလက်ပါးဆောင်မှာထင်ရှားတဲ့လမ်းကြောင်းငယ်လေးတွေရှိတတ်ပါတယ်။အဲ့ဒီလမ်းကြောင်းငယ်လေးတွေဟာလူမှုအတိုင်းဝိုင်းတွေမှာမိတ်ဆွေအပေါင်းအသင်းငယ်ချင်းတွေနဲ့ပတ်သက်တဲ့ဆက်ဆံရေးအခြေအနေကိုပြတဲ့မဟာမိတ်လမ်းကြောင်းလေးတွေပဲဖြစ်ပါတယ်။ဒါကိုမိတ်ဆွေလမ်းကြောင်းသို့မဟုတ်ဥပေါင်းဆောင်ရွက်ခြင်းလမ်းကြောင်းလို့လည်းခေါ်ကြပါတယ်။ အဲ့ဒီလမ်းကြောင်းငယ်တွေဟာအသက်ငယ်စဉ်အခါကခိုင်မာတဲ့ဆက်ဆံရေးနဲ့မိတ်ဆွေတငယ်ချင်းတွေအပေါ်ခံစားချက်တွေဘလောက်ရင်းနှီးကျွမ်းဝင်တယ်ညီကိုမောင်နှမတွေနဲ့ဘလောက်ရင်းနှီးတယ်ဘလောက်လိုက်ရောညီထွေရှိတယ်ဆိုတာကိုပေါ်ပြနေတဲ့လမ်းကြောင်းငယ်တွေဖြစ်ပါတယ်ပြက်နေပြက်နေတဲ့လမ်းကြောင်းတွေဟာငယ်ဘဝတုန်းကမိဘမောင်နှမတွေနဲ့ဆက်ဆံရေးတိတ်မကောင်းနိုင်ဘူးလို့ဆိုနိုင်ပါတယ်နောက်တစ်ချိန်မှာလည်းသူတို့နဲ့ပတ်သက်မှုနည်းသွားပါလိမ့်မယ်ငယ်တငယ်ချင်းတွေငယ်ငယ်တုန်းကမိတ်ဆွေတွေနဲ့လည်းအသက်ကြီးလာတာနဲ့အမျှအလံဝေးသွားမှာပါ ရင်ထဲမှာစိတ်နစ်ပြီးခင်မင်ရတဲ့သူ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ဆက်ဆံရေးမကောင်းတာကိုပြတာပါအဲ့လိုလမ်းကြောင်းတွေမပါရှိဘူးဆိုရင်တော့ငရွယ်စင်ကပတ်ဝန်းကျင်မှာတခြားကလေးတွေရှိမနေခြင်းငွေချင်းမရှိခြင်းအတီးကြံခြင်းနဲ့ကြီးပြင်းလာခြင်းသို့မဟုတ်တခြားငွေချင်းများနဲ့ဆက်ဆံတဲ့နေရာမှာ အခက်အခဲရှိတဲ့အခြေအနေနဲ့ကြီးပြင်းလာခဲ့ရသူလို့ရေပူရအဖြစ်ကောက်ချက်ချနိုင်ပါတယ် ဒီရလက်အနေနဲ့ကတော့သူ့ရဲ့မသိစိတ်မှာဒဏ်ရာရစီပြီးတော့အသက်အရွယ်ရလာတဲ့အခါမှာအလွန်အထီးကျန်ဆန်းစွာနဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေအပေါ်မှာတနာညာတာစိတ်မရှိတဲ့သူအဖြစ်မြင်တွေ့ရတတ်ပါတယ်။ဒါအပြင်ဘဝရဲ့နောက်ပိုင်းမှာဆက်ဆံရတဲ့လူတွေနဲ့လည်းလိုက်ရောညီထွေဖြစ်အောင်နေဖို့ခက်ခဲပြီးအသင်းဘွဲ့တစ်ခုမှတော့၎င်းအုပ်စုဘွဲ့လှုပ်ရှားမှုမှတော့၎င်းပါဝင်လှုပ်ဆောင်နိုင်စွမ်းမရှိပါဘူး။လှုပ်ဆောင်နိုင်မှလည်းမဟုတ်ပါဘူး။ ရှင်လင်းနဲ့မြင်းချောင်းတချောင်းသာပါရှိခဲ့ရင်တော့လူတယောက်ကိုအလေးနက်ထားတဲ့ချစ်ချင်းမြတ်တာကိုဖော်ပြပါတယ်။ရှင်လင်းနဲ့မြင်းနှစ်ချောင်းပါရှိရင်တော့ညီကိုမောင်နှမများသို့မဟုတ်တငယ်ချင်းများနဲ့အလွန်ရင်းနှီးတဲ့ခင်မေမှုနှစ်ခုရှိခြင်းကိုဖော်ပြပါတယ်။မြင်းနှစ်ချောင်းသို့မဟုတ်သုံးချောင်းဟာအလွန်ရှင်လင်းတဲ့ပုံစံမျိုးနဲ့ပါရှိခဲ့ရင်တော့ခင်မင်ရင်းနှီးတဲ့သူများခြင်း၊မိတ်ဆွေပေါများခြင်းကိုဖော်ပြတတ်ပါတယ်။အကယ်၍ဝိုင်းပုံလမ်းခွဲပါရှိခဲ့ရင်တော့ငယ်စဉ်ကခင်မင်ရတဲ့သူနဲ့ပြတ်တောက်သွားပြီးနောက်ပိုင်းမှာ ဆက်ဆံရေးပြန်လဲပြုပြင်ရတာမျိုးတွေလည်းရှိတတ်ပါတယ်ဒီလမ်းကြောင်းပေါ်မှာသို့မဟုတ်လမ်းကြောင်းအနီးမှာကြက်ချီကပ်ကျွန်းသို့မဟုတ်အဆက်ပြောက်တွေပါရှိရင်တော့မိသားစုအတွင်းမှာအနောက်အရှက်များရုံရင်းဆန်ခတ်များသို့မဟုတ်ပြဿနာများကိုငယ်စဉ်အချိန်ကနေစပြီးယနေ့တိုင်မကြာခဏကြုံနေရခြင်းခင်မင်ရင်းနှီးတဲ့မိတ်ဆွေများနဲ့ကြုံနေရခြင်းတို့ရှိမှဖြစ်ပါတယ် ဒါဒီကိုတော့လက်ပုံစံလက်ရည်စာနဲ့တခြားလမ်းကြောင်းကြီးတွေဒူးခြားတဲ့အမှတ်အသားတွေကိုသေချာအသေးစိတ်လေ့လာပြီးမှကောင်းစွာကောက်ချက်ချနိုင်မှာဖြစ်ပါတယ်ပုံမှန်ပြထားသလိုမျိုးလက်မှတ်မှာဒေါင်လိုက်မြင်းတွေအများကြီးပါနေခဲ့မဲ့ဆိုရင်ဒါဟာချမ်းသာကြွယ်ဝမှုကံကိုပြပေးနေတာဖြစ်ပါတယ်ချမ်းသာမှုတွေကိုရရှိမယ်လို့ပြသနေပါတယ်ချမ်းသာစွာနဲ့နေရလိမ့်မယ်ဒီလိုချမ်းသာမှုအတွက်ကလည်းမိမိရဲ့ကိုယ်ပိုင်လှုပ်အားနဲ့ကြိုးစားပြီးတော့ပဲချမ်းသာမှုကိုရရှိမယ် ူတစ်ပါးစီကနေအကူအညီမရယူဘဲနဲ့အဆင်ပြေတိုးတက်လာတတ်ပါတယ်။ကန်တရားရဲ့အကူအညီကိုမရနိုင်ပေမဲ့လည်းချမ်းသာမှုတော့သူဟာအေကံမုတ်ချရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။အဓိကကတော့သူကကိုယ်တိုင်ကြိုးစားပြီးမှရရှိလာမယ်လို့တွေးမြင်ရပါတယ်။ဒီလိုမှတ်သားပါလာတဲ့သူတွေဟာငွေကြေးပိုင်းလဲငွေမြဲတတ်ကြပါတယ်။ငွေထိန်းသိမ်းတဲ့နေရာမှာလဲသူတို့ဟာအားသာမှုရှိပါတယ်။ငွေစုချင်းတွေကနေသူကပို့ပြီးတော့အကျိုးမြတ်များများရရှိတတ်ပါတယ်။ လူအများစုနဲ့လှုပ်တဲ့အလုပ်တွေမှာသူကပိုပြီးအကျိုးပေးတတ်ပါတယ်။နောက်ပြီးငွေကြေးကိုတိုးတက်အောင်လည်းစူးစမ်းနေလို့ရှိပါတယ်။ဒီလိုစူးစမ်းဖို့လည်းလိုပါတယ်။အဓိကကတော့ဒီလိုမြင့်မတ်တွေကချမ်းသာမှုကိုပြပေးတဲ့အမှတ်အသားဖြစ်ပါတယ်။ကိုယ်တိုင်စူးစမ်းပြီးအစဉ်ပြေချမ်းသာမှုကိုရယူနိုင်မဲ့အမှတ်အသားမျိုးဖြစ်ပါတယ်။ဒီလိုချမ်းသာမှုကိုရရှိဖို့ကလည်းအမှတ်အသားကထင်ရှားအားကောင်းနေမှပဲသူရဲ့အကျိုးတွေကိုရရှိခံစားနိုင်မှာဖြစ်ပါတယ်။သင်ရလောက်ပါပြမာရောဒီလိုတောင်းလိုက်မြင့်မတ်တွေပါရှိပါသလား။ ောက်တစ်ခုကလည်းချမ်းသာမှုကံကိုပြပေးနေတဲ့အမတ်သားပဲဖြစ်ပါတယ်အသက်လန်ဆုံးကထင်ရှားတဲ့ငါးယုတ်ဖြစ်ပါတယ်ပုံမှန်ပြထားသလိုမျိုးအသက်လန်မကြီးရဲ့အောက်ဆုံးမှာငါးယုတ်ပုတ်ပါလာခဲ့မယ်ဆိုရင်ဒါကချမ်းသာကြွယ်ဝမှုကံကိုပြပေးနေတာဖြစ်ပါတယ်ချမ်းသာနိုင်မှုတွေအစဉ်ပြေနိုင်မှုတွေကံအထောက်အကူရနိုင်မှုတွေနဲ့ပြည့်စုံစွာရရှိနိုင်ပါတယ်အဲ့ဒါတွေကိုလည်းတပြေးပြေးနဲ့သူဟာရရှိလာပါလိမ့်မယ်ပြောချင်တာကတော့ဒီငါးယုတ်ဟာချမ်းသာမှုတွေကိုတပြေးပြေးနဲ့ပဲရလာနိုင်တယ်ဆိုတာကိုပြသနေပါတယ် ချမ်းသာအဆင်ပြေမှုအတွက်သူကအားကောင်းပါတယ်။သူမှဒီလိုချမ်းသာမဲ့ကံရှိနေပါတယ်။သူဟာသူ့ရဲ့ဘဝမှာမပြည့်စုံမှုတွေဟာအကုန်လုံးပြည့်စုံလာပြီးတော့အဆင်ပြေပြေနဲ့နေထိုင်ရတတ်ပါတယ်။အဓိကကဒီငါးယောက်ဟာကျမ်းသာကြွယ်ဝဖို့ကံပါလာတယ်လို့ပြသနေပါတယ်။တင်းရလက်ဝါပြင်မှာရောဒီလိုအားကောင်းတဲ့ငါးယောက်ပါရှိပါသလား။တင်းရလက်ဝါပြင်ကိုပြန်ကြည့်လိုက်ပါ။အားလုံးကံကောင်းကြပါစေ။